ကဲအားလုံးမင်္ဂလာပါဗျာနော်အားလုံးမင်္ဂလာပါနော်ကျွန်တော်ခုပြပြီးမှာဒုက္ခကောင်းစနစ်နော်ဒုက္ခကောင်းဒဲကြတဲ့စနစ်ကိုပြပြီးမှာဖြစ်တယ်နော်စနစ်ကောင်းတယ်နော်တေချာကြည့်နော်တော်ဒီမှာတော့22ကြိမ်နော်22ကြိမ်23ကြိမ်24ကြိမ်နော်ဒီမှာဆို22ကြိမ်မှာဆိုနောက်ပေါင်းကနော်နောက်ပေါင်းကအဲ့နောက်ပေါင်းကဒီမှာနောက်ပေါင်းကလို့ရိုက်တယ်နော်ဒါပထမကဒုတိယကမှာ ငါးပြီးတော့လေးတပောက်ရောပါเนาะစင်နီယာเนาะငါးပြီးတော့လေးအဲ့နောက်ပေါင်းလေးရနောက်ပေါင်းလေးเนาะနောက်ပေါင်းလေးပြီးရင်နောက်ပေါင်းသုံးเนาะငါးလေးသုံးเนาะနောက်ပေါင်းသုံးကနောက်နှစ်ကိုနောက်ပေါင်းသုံးလို့ပို့နှစ်ထပ်เนาะနောက်ပေါင်းငါးကိုနောက်ပေါင်းငါးပို့တယ်ပြီးရင်နောက်ပေါင်းလေးကိုနောက်ပေါင်းလေးနောက်ပေါင်းသုံးကနောက်ပေါင်းသုံးငါးလေးသုံးเนาะငါးလေးသုံးပစားတာเนาะအဲ့ဒီငါးလေးသုံးကိုပါဝါလှန်နေစနစ်เนาะငါးလေးငါးလေးသုံးကိုပါဝါလှန်တော့၃၉၈เนาะ အဲ့ဒီ396ရှင်းနဲ့ကဏ္ဍတစ်ခွက်ကိုအပြီးရှင်းပါနော်ဟုတ်ပြီနော်ကဏ္ဍ396ရှင်းနဲ့အပြီးရှင်းမယ်တခွက်ထဲတဲကြရဲစနစ်နော်အဲ့ဘောအဲ့တော့နောက်ပေါင်း9ကိုတဲ့နော်ဒီဘက်ကိုနောက်ပေါင်း9လို့ကစားရတယ်အဲ့ကစားရတာနဲ့သူ့အပေါ်မှာသူ့အပေါ်တက်နောက်ပိတ်နဲ့ကိုခါနဲ့နော်ကိုနဲ့တက်နဲ့3ည9ရဲ့ပါပါဘူးနောက်ပေါင်း9နောက်ပေါင်း9ရဲ့ပါပါဘူး3ညလို့သူကထောက်လိုက်တာနော်3ညထောက်တယ်နော်ဟုတ်ပြီသူကဒီမှာနောက်ပေါင်း4နောက်ပေါင်း4နောက်ပေါင်း4ရဲ့ပါပါဘူး ကိုးပေါ့နော်ကိုးရပါလေးရပါပါကိုးထားလိုက်တာနော်ဒီမှာကျတော့နောက်ပေါင်း3နောက်ပေါင်း3 3ရပါပါကို8လို့ဒီမှာထောက်မှာနော်ဒီခါနဲ့ဒီနောက်ပိတ်နဲ့ကို8လို့ထောက်တာဆိုတော့နော်ဟုတ်ပြီနော်နောက်ပေါင်း5နောက်ပေါင်း5အဲ့5ကို5ရပါပါကို5ကိုပါပါလှန်လိုက်တော့3ညနော်အဲ့ဒီ3ညကိုတဲ့အဲ့ဒီ3ညစီဒီ၄လုံး3ညနော်ဒီ၄လုံး3ည၄ရဲ့1ရဲ့5ရဲ့ဒီ3ည၄လုံး3ညပြန်လောက်တာနော် နောက်ပေါင်းငါဖရင်စတဲ့တာနောက်ပေါင်းငါကိုနောက်ပေါင်းငါပို့တာဆိုပို့ပြီးတော့ငါးရပါပါဘူးဒီနှလုံးသုံးညအဲ့သုံးညကိုဒီလေးလုံးသုံးညနော်၄၁၅၃ညသုံးညနော်အဲ့ဒီသုံးညဒီတဲ့ထိထောင်သုံးလုံးသုံးညလို့သူကဖြီးရမှာနော်အဲ့ဒီသုံးညကိုထိထောင်သုံးလုံးသုံးညဖြီးမယ်အဲ့တုံညာကိုဒီလေးနောက်ပိတ်နေတဲ့နော်ဒီလေးနောက်ပိတ်နေဒီ6ထိပ်ဒီနေတုံညာလို့သူကထည့်လိုက်တာထည့်လိုက်တာ ਨੇ အဲ့တုံညာဒီဒီမှာတုံညာထိတ်လို့တက် ုံညာထိတ်လူတက်ပြီးရနဲ့အဲ့တုံညာသည်တုံညာထိတ်တက်မယ်ခါးနှလုံးတုံညာနောက်ထောင်တုံလုံးတုံညာနော်ဒါတုံညာနဲ့အပီရှင်းတာကနန်းကိုတဲတဲ့ကွက်တဲ့နော်တဲတဲ့ကွက်တဲ့တုံညာနဲ့အပီရှင်းတာနော်ပြန်ပြောပြမယ်ရှေ့နောက်ပေါင်း၅ဘူးနောက်ပေါင်း၅လို့ပို့လိုက်တယ်အဲ့၅ရဲ့ပါပါဘူးဒီ6နဲ့1နဲ့တုံညာလောက်လိုက်တယ်အဲ့တုံညာသည်ဒီ၄၁၅တုံညာ၄လုံးတုံညာအဲ့တုံညာသည်တုံညာလို့ထောင်မယ်ထိတ်သုံးလုံးအဲ့တုံညာထောင်ပြီးရနဲ့ဒီ၄နောက်ပိတ်နဲ့ဒီ၆နောက်ပိတ်နဲ့တုံညာ ဒီလေးနောက်ပိုင်းနဲ့ဒီ6ထိပ်နဲ့3ညလို့ထောက်ပြီးတာနဲ့အဲ့3ညကို3ညထိပ်ခါးနှလုံး3ညနောက်ထောင်3လုံး3ညဆိုပြီး3ညနဲ့ပတ်သက်ပြီးတော့ခဏတကွက်တဲ့ day efficient သွားတာเนาะ3ည3ခုထွက်တယ်เนาะအဲ့ဒီ3ညဒီ3ညထိပ်ခါးနှလုံး3ညနောက်ထောင်3လုံး3ညเนาะ3ညနဲ့ efficient တယ်เนาะဟုတ်ပြီအဲ့ခဏန်းဒီအဲ့3ည3ခုခွန်လို့တဲ့ခဏန်းဒီတဲ့သူကထူးဆန်းတာတိုက်ဆိုင်မှုอ่ะเนาะဒီလို အပေါ်ပြန်ကြဖြစ်နေရမယ်တဲ့နော်ဒီမှာ3.3ခုဆိုတဲ့ကဏ္ဍသူ့အပေါ်မှာထွက်ပြီးသားကဏ္ဍဖြစ်နေရမယ်အဲ့ကဏ္ဍဒီနော်နော်3.3ခုဆိုတဲ့ကဏ္ဍပြန်ကြဖြစ်နေရမယ်အဲ့3.3ခုဒီလည်းပဲသူကခါးသုံးလုံးထောင်3ထောင်ထားတဲ့ကောင်ဖြစ်ရမယ်တဲ့နော်ခါးသုံးလုံး3လို့ထောင်ထားတဲ့ကောင်ရဲ့ဒီထိတ်ဆုံးကဒီ3.3ခုဆိုတဲ့ကဏ္ဍအဲ့ကဏ္ဍပြန်ကြနော်အဲ့ကဏ္ဍပြန်ကြဖြစ်နေနော်ဒါပထမကပထမက9ကိုပါဝါလှန်တော့3ညနဲ့ကစားတာနော်ဟုတ်ပြီအဲ့တော့ဒုတိယက ဒုတိယအကက်ကိုနောက်ပေါင်း404လို့ပို့ပြီနော်နောက်ပေါင်း4ကို4လို့ပို့အဲ့4ရဲ့ပါပါဘူးတဲ့ဒီ6ခါးနဲ့ဒီ3နောက်ပိတ်နဲ့6လို့ထားလိုက်တာနော်ဒါဒုတိယအကက်နော်3ညာပြီ3ညာပြီးတော့4ကိုပါပါလာနဲ့6ကိုလည်း6ကိုအဲ့6ကိုတဲ့ဒီ4လုံး6ကိုလို့ထည့်တာနော်အဲ့6ကိုဒီ6ခါး6ခါးရဲ့5ခါးရဲ့1နောက်ပိတ်ကဒီ4ရဲ့နော်6 5 4 1 6 အဲ့ကိုကဒီမှာထိတ်ထောင်သုံးလုံးကိုးလို့ထောင်ရမှာနော်ပထမကတ်ကလို့ပဲထိတ်ထောင်သုံးလုံးကိုးထောင်မယ်ကိုးထောင်ပြီးရတယ်ဒီနှစ်နောက်ပိတ်နဲ့ဒီခုန်ထိတ်သီးနဲ့ကိုးလို့ထောင်အဲ့လိုကိုးလို့ထောင်ရတယ်အဲ့ကိုးဒီနောက်နှစ်မှာသူ့ရဲ့ဆောင်မှာကိုးထိတ်သီးခါနှလုံးကိုထိတ်ထောင်နောက်ထောင်သုံးလုံးကိုးဆိုပြီးအပီရှင်းတာနော်အဲ့ကိုးနဲ့ကဏ္ဍတစ်ခွက်တည်းအပီရှင်းတာနော်ပထမကတ်မှာ ရှေ့ပေါင်းကနောက်ပေါင်းကနော်ရှေ့ပေါင်းနောက်ပေါင်းကနောက်ပေါင်းကပို့တယ်ငါးပေါင်းက၃ညအဲ့၃ညကဒီလေးလုံး၃ညထည့်တယ်အဲ့၃ညဒီခါတော်ထိတ်ထောင်၃လုံး၃ညအဲ့၃ညကိုဒီလေးနောက်ပိတ်နဲ့ဒီ၆ထိတ်နဲ့၃ညလို့ထောက်ပြရတယ်အဲ့၃ညကို၃ညထိတ်ထည့်တယ်အဲ့၃ညထိတ်ဒီခါနှလုံးနဲ့၃ညဖြစ်ရမယ်နောက်ထောင်၃လုံးနဲ့၃ညဖြစ်ရမယ်နော်၃ည၃ခွန်တော်တဲ့အဲ့ကဏန်းဒီတဲ့သူ့ဘောပြန်ညာကဏန်းဖြစ်ရမယ်တဲ့နော်အဲ့အဲ့ကဏန်းသူ့ဘောပြန်ညာကဏန်းအဲ့ပြန်ညာကဏန်းဒီလည်းပဲခါတော်၃လုံး၃လို့ထောင်ထားတဲ့ကောင်ကဒီထိတ်မှကြားထားတဲ့ကဏန်းနော်အဲ့ပြန်ညာကဏန်း သူပြန်ထွက်တာနော်အဓိကကကြတော့တုံညာပြီးတော့ကိုကိုလှည့်တယ်နော်နောက်ပေါင်း၄ရနောက်ပေါင်း၄ပို့တယ်၄ရပါပါကိုကိုတဲ့နော်၄ရပါပါကိုအိုက်ကိုဒီဒီကိုရ၅ရ၁ကဲ၄ရဒီကနန်း၄လုံးကိုပြန်ဖြီးတယ်ဖြီးပြီးရနဲ့ထိတ်တောင်သုံးလုံးကိုကိုကစားတယ်အိုက်ကိုကိုသူကဒီနှစ်နောက်ပိုင်းနဲ့ဒီခုန်ထိပ်သီးနဲ့ကိုကိုလိုထောက်ပြီးကမှအိုက်ကိုဒီကိုထိတ်တက်တာကိုထိတ်တက်တဲ့အချိန်မှလည်းပဲသူကခါးနှလုံးကိုကိုထိတ်သီးလိုကြိုက်တာနှာခါးနှလုံးကလည်းကိုနောက်ထောင်သုံးလုံးကလည်းကိုဖြစ်ရမှာနော်အဲ့တော့ကနန်းကိုနဲ့ပတ်သက်ပြီးတော့အပီရှင်းတာ ကဏ္ဍတစ်ခေါက်တက်ထွက်တယ်နော်ကိုငါတစ်အဲ့ဒီကိုငါတစ်တည်လေတဲ့သူ့အပေါ်ကထွက်လာတဲ့ကဏ္ဍလေးသူ့အပေါ်ကပြညာကဏ္ဍမှာတဲ့နော်သူ့အပေါ်ကပြညာကဏ္ဍမှာငါတစ်ကိုဆိုတဲ့ကဏ္ဍနော်ထွက်တာအဲ့ပြညာကဏ္ဍတည်လေပဲသူကခါးထောင်သုံးလုံးသုံးထောင်ထားတဲ့ကောင်ခါးထောင်သုံးလုံးသုံးထောင်ထားတဲ့ကောင်ထိတ်ကတည်းပြညာကဏ္ဍနော်အဲ့ကဏ္ဍတည်ပြညာနော်သူကလာပြီးတော့တိုက်ဆိုင်နေတာဗောနော်ဒီမှာလာပြီးတော့ဟုတ်ပြီတုံညာကိုးပြီးတော့ခါကြအခုရှစ်လေနော်အဲ့ရှစ်တုံညာပြီးပြီးကိုးပြီးပြီးရှစ်လေအဲ့ရှစ်ကပဲကောင်းမဲ့ဆိုရင်နောက်ပေါင်းသုံးကို နောက်ပေါင်း၃လို့ဒီကရိုက်လိုက်ပြီเนาะပထမကတ်မှာနောက်ပေါင်း၅၅နောက်ပေါင်း၄၄နောက်ပေါင်း၃၃เนาะအဲ့နောက်ပေါင်း၃မှာပါပါဘူးဒီမှာ9နဲ့1နဲ့8လို့ထောက်လိုက်ပြီတဲ့เนาะ9နဲ့1နဲ့8လို့ထောက်အဲ့8ကိုလည်းပဲဒီကနန်း၄လုံးက8ပြန်ဖြစ်ထားအောင်မယ်6ခါရဲ့3ညခါရဲ့6နောက်ပိတ်ရဲ့ဒီ6နောက်ပိတ်ကဒီကနန်း၄လုံး6 3ည6 6ဆိုတာ8ပြန်ပြရမယ်เนาะဟုတ်ပြီအဲ့8တည်တဲ့ထိတ်ဆောင်3လုံး8လို့ထောင်ရမယ်เนาะ8ကက်ကတည်းကအတူတူပဲเนาะထိတ်ဆောင်3လုံး8လို့ထောင်ပြရတယ်တဲ့ဒီက6နောက်ပိတ်နဲ့ ဒီနှစ်ထိတ်နဲ့ကိုရှစ်လို့သူကလားထောက်တယ်နော်ဒီ6နောက်ပိတ်နဲ့ဒီနှစ်ထိတ်နဲ့ကိုရှစ်လို့လားထောက်ပြန်အဲ့ရှစ်ဒီရှစ်ထိတ်လို့တက်လိုက်တာ ਨੇ တဲ့သူကနော်အဲ့ရှစ်ဒီရှစ်ထိတ်လို့တက်လိုက်တာ ਨੇ သူကအမှရှစ်ထိတ်တက်ပြီရှစ်ထိတ်လို့တက်လိုက်တာ ਨੇ ခါနှလုံးကရှစ်ဖြစ်ရမယ်ဆိုတော့ကိုနော်နောက်ထောင်သုံးလုံးကလည်းရှစ်သူ့တိုင်းလိုက်ထားမှာမယ်ဆိုရှစ်ထောင်မှာမယ်ဆိုရင်၄ပေါ့နော်၄နော်အဲ့ထိတ်ထောင်သုံးလုံးရှစ် 6နှစ်နှစ်နဲ့ရှစ်အဲ့ရှစ်ဒီရှစ်ထိတ်တက်လိုက်တာနဲ့အဲ့ရှစ်ထိတ်ကြောင်းခါးနှလုံးရှစ်နောက်ထောင်သုံးလုံးရှစ်ဆိုတဲ့အခါကျတော့ရှစ်ကိုးလေးဆိုတဲ့ကဏ္ဍနော်ဒေတာကွက်ထဲထွက်တာနော်ရှစ်ကိုးလေးဆိုတဲ့ကဏ္ဍရမယ်နော်အဲ့ရှစ်ကိုးလေးဆိုတဲ့ကဏ္ဍဒီလေပဲတဲ့သူ့အပေါ်ကပြန်ကြကဏ္ဍဖြစ်နေရမယ်တဲ့နော်သူကဒါနဲ့ပြန်ချုပ်ထားတာနော်အဲ့မှာတိုက်ဆိုင်မှုသူကထူးဆန်းတာပြန်ကြဖြစ်နေနော်အဲ့မှာထွက်လာတဲ့ကဏ္ဍတွေဒီပြန်ကြကဏ္ဍဖြစ်နေไอ้ปัญญากนันนี่แหละค้าตรงๆ3000ดามาเด้เนาะค้าตรงๆอ่ะ3000ดาไอ้3000ดาได้ก่อนไอ้ที่ไถ่กับที่กนัน အကနန်းဒီတဲ့ပြန်ကြဖြစ်ရပါမယ်တဲ့เนาะသူကစနစ်ကเนาะသူက၅လေး၃နဲ့ frame စတဲပြီးတော့သူ့ကို power လှန်တော့၃ညာ၉ရှင်းเนาะအဲ့ဒါနဲ့အပီးရှင်းတာเนาะတစ်ခေါက်ပြန်ပြောပြမယ်เนาะဒီမှာ frame စတဲတွေကသူကနောက်ပေါင်း၅ကိုနောက်ပေါင်း၅လို့စတဲတာเนาะနောက်ပေါင်း၅ကိုနောက်ပေါင်း၅တဲတယ်၅ရဲ့ power ကို၉နဲ့၁နဲ့၃ညာလောက်လိုက်အဲ့၃ညာကိုတဲ့ဒီ၄ရဲ့၁ရဲ့၅ရဲ့၃ညာရဲ့၃ညာအဲ့၃ညာဒီတဲ့ထိထောင်၃လုံး၃ညာပါတဲ့เนาะ ိုက်သုံးညသည်ဒီ၄နဲ့ဒီ၆နဲ့သုံးညအိုက်သုံးညသည်ဒီမှာသုံးညထိတ်လို့လာထည့်လိုက်တာနဲ့အိုက်သုံးညထိတ်ခါနှလုံးသုံးညနောက်ထောင်သုံးလုံးနဲ့သုံးညသုံးညနဲ့အပီရှင်းသွားတာထက်ထက်ွက်ထဲရယ်နော်သုံးညနဲ့အပီရှင်းသွားအိုက်သုံးညသည်သုံးညထိတ်လို့ထည့်လိုက်တာနဲ့ခါနှလုံးကလည်းသုံးညနောက်ထောင်သုံးလုံးကလည်းသုံးညဖြစ်ရမယ်အဲ့ဒီအချိန်မှာအိုက်ကြတဲ့ကဏန်းသည်တဲ့သူ့အပေါ်ကပြန်ကြကဏန်းမှာဟာတဲ့နော်ကြတဲ့ကဏန်းသူ့အပေါ်ကပြန်ကြကဏန်းไอ้ปัญญากนันของมันตัวค้าตรงๆ3000ท่าได้กองไอ้ไถก็ดีกนันอ่ะเปลี่ยนจักจ๋าเนาะเปลี่ยนจักจ๋า ဟုတ်ဒါပထမကက်ငါးပြီးတော့သူက၄လေးလေးเนาะအဲ့၄နှစ်ပေါင်း၄အဲ့နှစ်ပေါင်း၄ဒီနှစ်ပေါင်း၄လို့လာတယ်ဒုတိယကက်เนาะအဲ့၄ဒီ၄ရဲ့ဘာဘာကို6လို့သူကထောက်လိုက်တာ6လို့ထောက်လိုက်တာအဲ့6ဒီဒီမှာ6ရယ်5ရယ်1ကယ်လေးရယ်ဒီ၄လုံး6အိုက်ကိုဒီတဲ့ထိထောင်သုံးလုံးကိုအိုက်ထိထောင်ကိုသုံးလုံးကိုဒီနှစ်နောက်ဝိနေဒီခုံထိသီးနေရလဲကိုလို့ထောက်လိုက်တာနဲ့တပြိုင်နက်တည်းသူအိုက်ကိုဒီကိုထိတက်တာကိုထိလို့တက်လိုက်တာနှခါနှလုံးကလဲကိုကိုထိလို့ကြာလိုက်တာနှခါနှလုံးလဲကိုနောက်ထောင်သုံးလုံးကလဲကိုဖြစ်ရမှာနော် အဲ့လိုဖြစ်တဲ့အချိန်မှာတော့ကိုငါတစ်ဆိုတော့ကဏ္ဍရမယ်အဲ့ရတဲ့ကဏ္ဍတည်းတဲ့သူ့ဘောပြန်ကြပါတဲ့နော်သူ့ဘောကဏ္ဍပြန်ကြကဏ္ဍအဲ့ပြန်ကြကဏ္ဍတည်းလဲခါးသုံးလုံးသုံးလို့ထောင်ထားတဲ့ကောင်ကဒီထိတ်ကပြန်ကြကဏ္ဍအဲ့ကဏ္ဍတည်းပြန်ကြတာနော်ဟုတ်ပြီဒါဆိုတုံညာပြီးပြီကိုပြီးပြီရှစ်လဲရှစ်လဲကြသူကနောက်ပေါင်းသုံးတည်းသုံးလို့ပို့လိုက်တာသုံးမဲ့ပါပါကိုရှစ်လို့လဲနော်ငါးလေးသုံးကိုပါလှန်ပြီးတုံညာကိုရှစ်နဲ့ကဏ္ဍတကောတဲ့အပီးရှင်းတာနော်နောက်ပေါင်းသုံးတည်းနောက်ပေါင်းသုံးသုံးမဲ့ပါပါရှစ်ထောက်ပြီး အဲ့ဒီရှစ်တည်တဲ့ဒီမှာကဏ္ဍဒီ6ကားရဲ့၃ညာကားရဲ့ဒီ6နောက်ပိတ်ကဒီ6ကဲကဏ္ဍလေးလုံးကိုရှစ်ပြန်ကစားတယ်အဲ့ရှစ်ပြန်ကစားပြီးတာနဲ့ထိတ်ထောင်သုံးလုံးကိုရှစ်လို့ထောင်လိုက်တယ်ရှစ်လို့ထောင်လိုက်ပြီးတာနဲ့သူကဒီ6နောက်ပိတ်နဲ့ဒီနှစ်နဲ့ကိုရှစ်လို့ထက်ထည့်လိုက်တာနဲ့အဲ့ရှစ်ဒီရှစ်ထိတ်တက်ရမှာနော်အဲ့ရှစ်ထိတ်လို့တက်လိုက်တာနဲ့ခါးနှလုံးကလည်းရှစ်ပါတဲ့ခါးနှလုံးပေါင်းခြင်းကလည်းရှစ်နောက်ထောင်သုံးလုံးပေါင်းခြင်းကလည်းရှစ်ပါတဲ့နော်ရှစ်နဲ့အပီရှင်းတာကဏ္ဍတကွက်ထဲနော်၃ညာနဲ့ ၃ညထိစီကြတယ်ခါးနှလုံး၃ညနောက်ထောင်၃လုံး၃ညအဲ့ကောင်ဒီအပေါ်ပြန်ညာကနန်းနော်၃ညပြီးတော့ကိုကိုဒီခါးနှလုံးကိုကိုထိတ်လို့ထဲရတဲ့ခါးနှလုံးကိုနောက်ထောင်၃လုံးကိုနော်ကိုငါတစ်ထွက်တယ်အဲ့ကိုငါတစ်ဒီအပေါ်ပြန်ကြနော်အဲ့တော့အခုဒီမှာရှစ်လဲရောက်သွားပြီအဲ့ရှစ်ဒီရှစ်ထိတ်လို့ထဲရတဲ့ခါးနှလုံးရှစ်နောက်ထောင်၃လုံးကလည်းရှစ်ဖြစ်မယ်ဆိုတော့၈၉လေးအဲ့၈၉လေးဒီတဲ့အပေါ်ကပြန်ညာကနန်းမှာတဲ့နော်ပြန်ညာကနန်းနော်ခါးနှလုံး၃ထောင်ထားတဲ့ကောင်ကထိတ်ကပြန်ညာကနန်းတဲ့နော် ုတ်ကဲ့နော်အားလုံးဒီလောက်ဆိုရှင်းမယ်ထင်ပါတယ်ဗျာနော်အားလုံးမယ်နော်ဂုတ်လက်ပါနော်ကံကောင်းကြပါစေနော်ကံပေးရင်တော့ရမှာပေါ့နော်ဒက်တခွတစ်ကောင်းစနစ်နော်ဒါ